ောင်းတဲ့နေရာကိုပို့တယ်ဟုတ်တယ်မလားကုသစိတ်ဒီအစင်းမြဲတဲ့နေရာကိုပို့မှာအဲ့ဒါမှကိုယ်ရောနေတော့မှနေစတာတော့နှလုံးသွင်းပြည့်ပြီးမှလုပ်ပေးရတယ်အဲ့လိုမဟုတ်ဘူးစင်စိတ်ကဘယ်လိုဖြစ်လဲဆိုရင်နောက်ပိုင်းဦးစင်းဖြစ်ခဲ့တာပြတ်တယ်ဦးစင်းကရင်တော့တအားနဲ့ဒီသိကဘုတ်တွေကိုအတီးကျလိုက်လာတဲ့ခါကျတော့ကိုကိုနိုင်ကလည်းငွေမကင်တော့ငွေကင်တဲ့ဘုန်းကြီးကိုဦးစင်းအပြစ်မြင်ပြီးတယ်အဲ့လိုဖြစ်ခဲ့ဘူးတဲ့ငွေကင်တဲ့ဘုန်းကြီးဦးစင်းနဲ့မြန်မာပြည်မှာစိုက်ကယ်မောင်းတဲ့ဘုန်းကြီးတောင်းမောင်းတဲ့ဘုန်းကြီးဦးစင်းမျက်လုံးက cross တယ်အဲ့လို negative မျက်လုံးနဲ့ပဲကြည့်ပြီးသွားတယ် အဲ့ဒီချိန်မှာကိုကအပြစ်ဖြစ်နေတယ်မသိလိုက်ဘူး။နောက်မှအချက်အတွေးပေါက်သွားတာကရွှင်းသာစရာဘုရားကြီးရဲ့ဆောင်းပပားလေးပေါ့။ဒီစစ်စာကြည့်တဲ့အချိန်လိုက်တော့မတိကလည်းကြည့်လိုက်တော့မနှစ်ချက်ကဖြစ်စိတ်ကိုကြောင်းသွားတယ်။နံပါတ်၁ကစာတောင့်တယ်မှာလေစာတတ်လိုက်တော့မှမဖြစ်နိုင်ဘူး။ဝင်းကြီးကိုလေးစားပါတဲ့။ဝင်းကြီးလေးစားပြီးတော့မှမဖြစ်နဲ့ဆိုတော့ဩဦးစင်းအရှိုက်ထိသွားတယ်။ကိုကတိတ်ခါဖို့ကိုတတိယလိုက်နာပြီးတယ်။အမှန်နဲ့ဒါတိတ်ကောင်းတယ်။ဒါပေမဲ့ နည်းနည်းရော့တဲ့အရှင်မြတ်တွေဦးစင်ကအကျိုးတော်မြင်ပြီးတာကိုအဲ့အချိန်မှာဦးစင်စိတ်ကိုပြန်ပြုတ်ပြန်လိုက်တယ်ဟောဟိုမိနီတိတ်ကပေါ့ဆိုကိုလေးစားလို့နော်ဒီညောက်တော့ပြီးတိုင်းတာဟုတ်ဟုတ်အခုတော့ဒီဥမာပြင်တယ်ညာတကဘာလုံးမှာပြည်ပြည်ခုမြန်မာနိုင်ငံမှာဖြစ်ဖြစ်ဘောရဘာသာမင်းဆိုငါးပါးတီလာကျူစားပြီးထိန်ရမယ်လို့နော်ဒါပေမဲ့ငါးပါးတီလာထိန်တဲ့ပုဂ္ဂိုလ်ရှိတယ်မထိန်တဲ့ပုဂ္ဂိုလ်လည်းအများကြီးရှိဘူးလားဒီကမကြီးကငါးပါးတီလာထိန်တယ်ဆိုမထိန်တဲ့ပုဂ္ဂိုလ်ဒီကမကြီးလက်ကြီးကိုအပြစ်ပြောမယ်ဆိုရင် ကိုပဲဟုတ်တယ်မလားကိုပဲသူများအဖြစ်ပြောင်းပြောခံမှာပေါ့ဟာကိုတီလာကိုထိန်းနေငါးပါးတီလာငါတို့လုံနာမလုံနာနည်းနည်းမဆိုင်လို့ဆိုတော့အဖြစ်ပြောခံမှာပေါ့နော်အဲ့ဒီဥပမာလေဆရာအဲ့အတွေ့အကြုံကိုဖြစ်သွားတာပေါ့ဩဝိနိတိတ်ခါဖို့ဆိုတာဒီနည်းနည်းစားတာကျန်တဲ့ဝိနိတိတ်ခါဖို့တချို့ရောတာလေးတွေရှိတာကိုကိုကသွားပြီးအဖြစ်မြင်မှာကိုလုံးမဟုတ်ဘူးလို့ဆိုတာအဲ့ဒီအတွေ့ဖြစ်သွားတာနောက်ပိုင်းကျတော့ကိုเจ้าဝင်လဲလာတဲ့အရှင်မြတ်တွေမှာတချို့ကဝိနိတိတ်ခါဖို့ကိုတကယ် အဆက်ဆက်ပါနော်ငွေရှိနေနဲ့ပတ်သက်ပြီးတော့မှနေတိကိတို့ခေါ်ပါတယ်ဒါတွေနဲ့သူတို့ကသင်္ကေတရှင်းနေတဲ့ဇုံစင်းကအဲ့လိုစီမံပေးတယ်အဲတချို့ကျတော့လည်းနမကမရိကိုင်းနာရှိအဲ့ဒါလည်းကိုင်းနေတဲ့အစလစီမံပေးတယ်အဲ့ဒီမှာကိုင်းနေဆရာတော်ကမကိုင်းနေဆရာတော်ဘာမှအပြစ်မြင်တာမရှိဘူးဒါကကိုယ်ထင်းရမှာကကိုယ်ပဲကရှင်ပဲလေအဲကိုယ်ကဘာလို့ပေါ်ပြီးအပြစ်ယူမှာလဲဟုတ်လားအဲ့ဒါဆိုတော့ယောနီသောမနတိကာရရေးကြည့်တယ်နှလုံးနဲ့တဲ့ရင်ချမ်းလာတယ်နှလုံးနဲ့တစ်ချက်ကလေးမှားသွားပြီဆိုရင်အပြစ်ကလာတယ်ဒါကြောင့်ဥစဉ်ကအဲ့လိုပဲ ကိုနဲ့ပတ်သက်တဲ့တကရင်းနေတဲ့အဲ့ဒီဂျန်နဲ့ပြေးပါလေဟိုရှင်းပြမယ်ဆိုရင်မိတိခဘုတ်တွေကိုအာဆက်ဆက်နဲ့စီမံမိတရင်သုံးတဲ့အရှင်မြတ်တွေဆိုရင်အာဆက်ဆက်ဒီမြန်မာနဲ့ပြသပေးအဲတချို့ရှင်မြတ်တွေခါကြတော့သူတို့ကလည်းခက်ခဲရှိတယ်လေဘုနာတော့သူကတိရကာလကဘေးရနေအနေနဲ့မလွယ်ဘူးမလွယ်တဲ့ခါကျတော့ရှင်မြတ်တွေမှာကကတိရလည်းဘေးမှာမရှိဘူးဆိုတော့ဟုတ်ပြီရှင်မြတ်တွေသူတို့ရဲ့ပညာရေးသူတို့ရဲ့ဈာမကျတော့ဘုလိုအနေနဲ့အဲ့တော့ကိုကတော့ဒီလာရှိတာလူပြေးလိုက်တယ်ဆိုတော့ကို့မှာတော့ဘာမှအခုတို့ပြည်ကြောင်းလည်းမရှိဘူး နော်ဟိုကနှလုံးသစ်တဲ့အဲ့တော့လေးစားတဲ့ရှင်မြတ်တွေကလည်းလေးစားတဲ့အတိုင်းအားစစ်စစ်ပြုမယ်အဲ့ဟိုကမလေးစားတော့မဟုတ်ဘူးသူခဏကပြက်ကန်ကန်မရှိတော့သူကန်ရတယ်ငွေကြီးတွေအဲ့တော့ဆိုလို့ရှင်တော့ကိုကစေတနာတတ်တဲ့လူတွေကဘာမှအကူအညီပြချင်အောင်မရှိဘူးအ